ိုးရတော့အလုံးမဟုတ်တာကိုလုံးတာအကြောင်းပြောရတယ်နော်ဒီနဲ့တွေကိုစာကြည့်တဲ့အတွက်လူပါကိုသိတာပြတ်မှာလူဘယ်လိုအကျင့်နေလဲပိုကောင်းလာပါတော့အဲ့လိုပြောလို့ဒါတွေကဇောနာတွေလို့သူပြောအောင်လွန်ကိုကျွတ်တာနေလွန်ကျူးကိုပြောတဲ့အခါမှာလူလို့မရမမဟုတ်တာပါနဲ့မြတ်အကုန်လွန်တာကြီးတယ်အလူလိုမရလို့မဟုတ်တာဆိုလို့ရှိရင်ကိုသားလေးကိုကွာနေလို့ဖြစ်တယ်။ဖြစ်တော့နန်းတယ်ဆိုတော့ဟာနန်းနာတို့ကဘာလို့လဲ ရေးရမှာပေါ့ဗျာနော်ကိုသားကိုချစ်တဲ့နန်းနဲ့အနန္နာလူလုံးတဲ့အလားပေါ့။အော်ကလေးလေးဆိုတော့သူများပူးနေသလားသူများအေးနေသလားသူ့ကပူးနေရဲ့အခုထပ်မှာတစ်မျိုးသူ့ကအေးနေရဲ့အခုထပ်မှာတစ်မျိုးဆိုတော့တကယ်အသိနိုင်ဆုံးကလက်နဲ့စမ်းကြည့်ရင်လည်းပဲပူတာအေးတာအတိုင်ရတော့သိနိုင်တာဖြစ်မယ်။နှာခေါင်းကတော့အတိဆုံးကိုပြောကြလို့နော်။အဲနှာခေါင်းကအတိဆုံးဆိုတော့ဒါနန်းကြည့်ရတာပေါ့နော်။ အဲ့လိုနိုင်ရတယ်လို့မိသားစုတို့နားရတယ်ဆိုတာမျိုးနဲ့ဘာမှမဟုတ်ဘဲနားနေကြတယ်လေတခုတူကြီးမဟုတ်လားနော်ကဲဒါတွေကတော့အဲ့ဒီအနန္တရတဲ့သူကသွတ်တံပိုးတောင်းပါနော်ခမရကျုပ်ကိုနားနာပဲခမရကဘာပေးရမလဲလို့ဆိုတော့ကလေးမလို့ပြန်တော့တောင်းဖို့မတောင်းတတ်ဘူးလို့မအောင်ဝင်နေတော့သူ့နားမိဆိုသူကလည်းတောင်းပါပဲနော်အဲ့လိုနဲ့ဒီကလေးကလည်းလူဆိုးကြီးဖြစ်သွားပြီးတော့ဒါလွန်လို့လောက်တာလွန်လို့ဖြစ်တာတော့ကဲကိုမရကိုနားနေ ိုယ်လင်ယောက်ျားစီလဲကိုနန်းလာပေါ့နော်ကိုမယားကိုနန်းတယ်ဘာလို့ကိုနန်းယောက်ျားတွေကမိမပေါ့ပေါ့နော်အော်မိမလည်းပဲသူ့မှာဘယ်လောက်များကိုစိတ်မစိတ်ဖြစ်နေပဲဖြစ်မနေဘူးလဲလို့ဆိုတာသိဖို့လိုတာပေါ့နော်သူ့မှာမစိတ်ကဖြစ်မနေပဲနဲ့ကိုကနေပြီးတော့ကိုစိတ်ပေါက်ပြီးကြလားအမကိုတားတခါတည်းမိဝဲလိုက်မယ်ဆိုရင်လည်းပဲဘယ်တကယ်တော့လည်းပဲသူကကိုယ့်အပေါ်မှာစိတ်မှစိတ်မရှိနေသေးတာဖြစ်တဲ့အတွက်ဘယ်ပြိုးပြည်ပြီးတော့ဖြစ်ပါ့မလဲအဲ့လိုဆိုတော့သူ့နန်းကြီးရမှာပေါ့ ဒါပေမဲ့အဲ့လိုနန်းတာမဟုတ်တော့ဘူးကွာတော့အဲ့နန်းနေဆိုတာခြေတားရဲ့အမူအရာတစ်ခုပဲဆိုတဲ့သဘောမျိုးလုံနေပြည့်စုံမှုပြတဲ့အမူအရာတစ်ခုဖြစ်နေသူတို့နန်းနေကြတယ်နန်းတော့လည်းပေးရမှာပေါ့အဲ့ဒါလည်းတမို့ပေးရမှာပဲတော့ဒါသူ့တခါနန်းပြီဆိုမှတော့အာငါ့ကိုတော့ပြင်နာတော့ကြာတော့သူ့နန်းတာကိုငါခံရမှာတော့ငါကတော့ဘာတော့တောင်းအောင်ပါပဲလို့ဘာလို့လဲဖြစ်လာမှာတော့ဒါအဲ့သူ့လိုရတော့ဟမ်တောင်းတော့တော့ဒီကနေ့ကျွန်တော်ပြောပြ ကယ်လို့ပြောရတော့အဲ့ဒါကြီးပဲတကယ်ကတော့ဘာလို့ဟုတ်လုတ်တဲ့အတိုင်းအားတော့လုတ်ကိုလော့မှာကိုကလေးနန်းကြီးရမှာပေါ့သူနေကောင်းလားကောင်းလားကြားမှာမရှိလားမရှိလားကိုမရနန်းကြီးရမှာပေါ့သူတကယ်လို့များကိုယ့်အပေါ်မှာစိတ်တည်နေတခါလဲအဲဒီကိုသိမှစိတ်ကလေးများပေါ်နေရလားပေါ်မနေဘူးလားလို့ပြောပါတော့နော်အဲ့တော့တန်းတန်းအခုတော့အဲ့လိုမဟုတ်ပဲနဲ့တခါတည်းအဲအရင်တော့မနှမ်းရတယ်နော်လို့ပြောတယ် အဲလွန်ကျူးရတော့ပေးရမှာပဲဒါလွန်ကျူးပြီးတော့ပေးရမှာပဲအဲဒီတော့သူတို့ကတော့လွန်ကျူးဆိုတာလူလုံးမဲ့ဟာမဟုတ်တာလုတ်တာလွန်ကျူးပဲလူလုံးမဲ့ဟာမဟုတ်တာဆိုတာသူတို့ကလို့ဝတ်သားရင်းနဲ့ဒီပင်စားကြရမှာပေါ့ဘာလို့ဆိုဝတ်သားရင်းနဲ့ဒီပင်စားတော့လည်းပဲအင်းရရင်နဲ့ဒီပင်စားရတာလည်းတော့ပိုးပြီးတော့ဖြိုးပြီးပြီးရှိတာပေါ့ဒါပေမဲ့ဝတ်သားရင်းနဲ့ချဲ့ချဲ့ကွာဆိုပြီးတော့နားကျဲရားကျဲလည်းကောင်အောင်စားတယ်တပိဋ္ဌာကျဲလည်းကောင်အောင်စားတယ်ဆိုရယ်ခွန်ကြီးတွေရောလူတွေရောမရှိမဟုတ်တာ ီလိုလော်ပြီပေါ့လို့ပြောတာ။ဒါလွန်နေပြီပေါ့လို့ပြောရမှာပါ။အဲ့လိုပဲသာဓာတိလည်းလွန်တာပဲ။ဝိဒ္ဓာတိလည်းလွန်တာပဲ။အဲ့လိုပဲပေါင်းတဲ့ဆက်ဆံတာလည်းလွန်တာပဲ။လွန်တာလေးဆိုတာလူလုံးတဲ့နာတဲ့လူရဲ့တမွေးမှုနေထိုင်မှုစမ်းမြင့်မှုရံအတွက်စမ်းမြင့်မှုအတွက်တကယ်မလိုလားတဲ့လုံးရပြီကိုလောက်တာတွေကလွန်တာတွေပဲပေါ့နော်။အဲ့တော့လူဖြစ်တဲ့ဟိုခုနကပြောတဲ့စကားတိုင်းပါဥပါဖြစ်တာပေါ့နော်။ဥပါမှန်းတော့မသိဘူး။ ပိုးနေတဲ့ဟာတွေပေါ့နော်ဒီအပိုးလုပ်ငန်းတွေကိုဘာဖြစ်လို့လူတွေလောက်ကြရတာလဲလောက်ကြတာပေါ်မှာမိပြီးတော့ပဲဒီလိုဒီတော့ဒုက္ခတွေကလည်းပဲဆက်ဆက်နေတာပေါ့လို့သူပြောမှာပေါ့နော်အဲ့တော့ပြောမှဆိုရင်ဒီကာမကံတွေဟာအပိုးတွေဒီဘကံတွေဟာအပိုးတွေအိုက်ဘကံတွေဟာအပိုးတွေတကယ်လောကုတ္တရာကံလို့ဆိုရဲဒါနတိလာဘာဝနာပစာယနာအသက်ရှိတဲ့ဟာတွေလောက်ပါဒုက္ခကိုစောင့်ရှောက်တဲ့အနေနဲ့လောက်ပါ လောကဆိုတာကိုယ်လည်းပါတယ်ပေါ့နော်ကိုယ့်ကိုယ်စောင့်ရှောက်တယ်၊သူများကိုစောင့်ရှောက်တယ်အဲ့ဒီအနေထားနဲ့လုပ်ပါအဲ့ဒီလိုမျိုးလုပ်မယ်ဆိုရင်ကတော့လောကုတ္တရာဒါနသီလဘာဝနာတွေဖြစ်တဲ့အတွက်ဒီပုံညာကိရိယာတွေဟာတကယ်ကောင်းတဲ့ဟာတွေပေါ့အဲ့ဒီတကယ်ကောင်းတဲ့ဟာတွေကိုပြုလို့အသုံးတော့ချပါရဲ့အသုံးချတာရွှေကိုအသုံးချတယ်ဆိုတော့ဟိုခဏအသေးချိုးမှာတက်ကြည့်ရလို့ပါလို့လို့မျိုးပေါ့ဗျာတော့ဒါဆိုတော့ခဏဆိုတာလူနဲ့ရတယ်အမြဲတိတ်ကတ်နေတာမဟုတ်တာဆိုတော့ပြုတာတော့ခိုးသွားတယ်ဘယ်လိုလုပ်ပါမလို့နော်သုံးရုပ်ပါပေါ့လား ဲ့တော့ဆိုလိုတာတော့ရေပုံစံကိရိယာလို့သိဖို့တန်တဲ့ပြည်ကိုကာမကာမရဖို့အတွက်သွားအုံချပြီးတယ်။ကဲယူပါတော့အာယူပါတော့ ਨੇ အုံချလို့ဆိုတော့ဒီပုံစံကိရိယာကိုပြတ်ကုန်။အဲ့လိုဆိုတော့ဒါပြောရစင်တော့လူတွေအကျိုးဖြစ်မဲ့ဟာမဟုတ်ပဲနဲ့အပြည့်အဝဖြစ်တဲ့ဟာဖြစ်တယ်ဆိုရင်ဒုက္ခနဲ့ပဲညားတယ်လို့ဘယ်လိုပြောကြပါလဲတော့အဲ့တော့လွန်တယ်လို့ဆိုတဲ့အရာတွေဟာတကယ်သာတဲ့ပေတဲ့ကတော့သင်္ခါရတံကရ သံလုံလုံမင်းမင်းကရပြုတ်လုတဲ့လွန်ကျူးတဲ့ဒင်္ဂါရဆိုတာလုံလုံမင်းမင်းပြုတ်လုတဲ့ဟုတ်ပြီသာတော့လုံလုံမင်းမင်းလို့ပြောပြီတို့အဲ့လုံလုံမင်းမင်းစင်းထဲမှာဘာတွေပါတယ်လဲလုံလုံမင်းမင်းစင်းထဲမှာကာမကုတ္တတွေလည်းပါတယ်အာကုတ္တတွေလည်းပါတယ်ယူပကုတ္တတွေလည်းပါတယ်အာယူပကုတ္တတွေလည်းပါတယ်လို့ဆိုတော့အာကုတ္တကတော့လွန်နေဆိုတာဟုတ်ပါပြီတယောက်ကိုတယောက်အသက်ရှင်နေနေတာကိုတတ်ကြကြမယ်လို့ဆို ူဟာသတ်ကောင်းတာမှမဟုတ်တာဆိုတော့လည်းပဲမတတ်ကောင်းတဲ့သူပြောက်တာသတ်လိုက်တယ်လို့ဆိုတော့ဒါညွန်တာပေါ့သူကသူများဥစ္စာကိုမယ်ဆိုလို့ရှိရင်လည်းသူများတွေဆိုတာလည်းသူတို့မှသုံးဖို့ရတယ်သူတို့ဥစ္စာသူတို့ကြားတာကိုယ်လည်းသုံးနေတာဒီကိုယ်ဥစ္စာလည်းကိုချဖို့ပဲဟာဘူးသူတို့မဟုတ်ဘဲနဲ့ကိုတော့မချဘဲနဲ့သူများကြားထားလို့ရလို့ရမှာအတားလေးကောက်ယူလိုက်တယ်လို့ဆိုတော့ညွန်တာပေါ့အဲ့ဒီလိုမျိုးလို့အကုလိုတွေညွန်တာဟောတော့ပြလူတွေလည်းပဲ တာမန်အရင်လူတွေတော့ပြီးကြတယ်အာဟုတို့လွန်မှန်ပြီးကြတယ်ကာမဟုတို့လွန်တာကိုဘယ်သူမှမဆန်းသိပြီးကြဘူးယူဘဟုတို့လွန်တာကိုဘယ်သူမှမဆန်းသိပြီးကြဘူးအာယူဘဟုတို့လွန်တာကိုဘယ်သူမှမဆန်းသိပြီးကြဘူးအဲလိုမဆန်းသိမိနေပေမဲ့တို့တို့ဗုဒ္ဓဘုရားကတော့ဟောသူတို့ဆန်းသိပြီးပါတို့ကဆန်းသိတဲ့အခါကျတော့အေးသင်္ခါရလို့ဆိုတာအာဟုတို့တခုလည်းမကဘူးကွာ ကာမကုသိုလ်လည်းသင်္ခါရပဲယူဝကုသိုလ်လည်းသင်္ခါရပဲအာယူဝကုသိုလ်လည်းသင်္ခါရပဲဒီသင်္ခါရဟာလူဝတ်လောက်တာမဟုတ်ဘူးကွာသူ့ကြောင့်ဖြစ်တာမဟုတ်ဘူးကွာကာမကုသိုလ်ယူဝကုသိုလ်အာယူဝကုသိုလ်တွေဟာသူ့ကြောင့်ဖြစ်တာမဟုတ်ဘူးကွာဒါအဝိဇ္ဇာကြောင့်ဖြစ်တာအဝိဇ္ဇာကြောင့်ဖြစ်တာလို့ဆိုတာအမှောင်ကျနေလို့ဖြစ်တာအုံနောက်ကန်းနေလို့ဖြစ်တာပြောမလို့အုံနောက်မမြင်မကန်းနဲ့လှုပ်လိုက်တဲ့လှုပ်ရတယ်ဘယ်လိုမျိုးလို့ဆိုလို့တာပေါ့နော်ဒီအုံနောက်မမြင်မကန်းနဲ့လှုပ်တဲ့လှုပ်ရဆိုလို့ရှိရင် ဲ့လူလုံရမှာမဟုတ်တော့တာဆိုတော့လွန်တာပေါ့အဲ့တော့ကာမကုသိုလ်ကလွန်တယ်ယူပကုသိုလ်ကလွန်တယ်အာယူပကုသိုလ်ကလွန်တယ်ကာအကုသိုလ်ကလည်းပဲလွန်တယ်အဲ့အဲ့လိုမျိုးလို့လွန်ကျူးတယ်လို့ဆိုတဲ့လုံရဟာတာရဲပေတရတော့လွန်ကျူးပြောပြီဟုတ်ပြီဒုက္ခမကုသိုလ်ကလုံတဲ့အတွက်ဘယ်လိုများဖြိုးကျုပ်ဒုက္ခရတယ်ဘယ်လိုများဖြိုးကျုပ်ဒုက္ခရတယ်လဲရလဲပဲ တချိန်ခါတိုက်တာလည်းမရတော့ဘူးဘယ်သူမှစောကြောပြီးမကြည့်ကြည့်ခဲ့ကြဘူးအဲတိုက်တာလည်းမရလို့ဘယ်သူမှစောကြောပြီးမကြည့်မိရနေပြီးတော့ပေါ်ကြောင်းကနေပြီးတော့ဟာကာမကုတ္တကံလည်းပဲမကောင်းဘူးဟာပါပါတရားဖြစ်တယ်ကာမကုတ္တကံတရားလည်းပဲသခါရတရားဖြစ်တယ်ဒုဒတွေရဲ့ပွားရမယ့်တရားမဟုတ်ဘူးဒုဒတွေရဲ့ပွားများရမယ့်တရားရဲ့အပွားများအတိခံတရားလို့ဒါအတိခံရမယ့်တရားသာဖြစ်တယ်သင်္ခါရယူရမယ့်တရားသာဖြစ်တယ်လို့သင်လိုက်ပြီလို့ဆိုတဲ့ကံကြတော့ အဲကာမကုသကံဆိုတာဟာတို့ကောင်းသလားမှတ်နေတာသူ့တော်ကြောပြီးကြည့်ကြအောင်လို့ထူတော့ဟောသူတို့ကာမကုသကံလုံးတော့မယ်လို့ဆိုတော့ဟုတ်ပြီငါဒါကြည့်မယ်ဒါနာကာမကုလို့ဒါနာဒါလူရဲ့ဘာဖြစ်မှာဒါလူရဲ့အဲအ ਨੇ ဆုံးတို့ကာမသုဂတိဘဝရတယ်ကာမသုဂတိဘဝဆိုတာဘာလို့ကိုတိနေတာကာမသုဂတိဘဝဆိုတာလူဘဝလဲကာမသုဂတိဘဝနတ်ပြည်၆တဲ့ဘဝလဲကာမသုဂတိဘဝ 那你小车不好使了，都是比来比那个，这个呢，细的还蛮好个啦。这个到比来出来压我，奶奶表，比来出来压我，不嘛，细来出来压呢，就是差好点。不嘛，比来出来压呢，细来出来压我，就是弄的。这个到比来出来压，细来出来压呢，就是不一 ။ဘာလို့အတူတူပြမှာလို့ဘုန်းကြီးပြောနိုင်တယ်လို့လို့မေးတော့ကျိုးလည်းပဲဘာသာရေးယောက်ခါခါဟိုလာဒီတောင်ဒီလောက်ကိုကျတော့တွားခဲ့တယ်ဒီဘက်လူမျိုးတွေကတွားတော့ဒီဘက်တွေကဘာဖြစ်လို့ဆိုတော့အဲ့နတ်နှစ်ရှိလို့ဆိုတော့သူကဒါမသိဘူးလို့ပြောတဲ့ဟာကိုနတ်နှစ်ရှိလို့ပြောတယ်။ဩရှိတာကိုသူကသိတာလို့ပြောဒါမသိဘူးလို့ပြောတာ။နားသိတယ်လို့ဆိုလို့ရှိရင်အဲ့ဒါနတ်ရှိပဲပြောတာ။အဲ့ ိဆိုတာနဲ့သိဆိုတာအတူပဲဗျာတို့ကဒါအဲ့လိုဆိုတော့ဩတကယ်လေးတူရမှာဟာလို့တို့သိရရာကြည့်တာရှိရမှာရှိတာဝင်မှတို့ကနေပြီးတော့ရှိတဲ့အတိုင်းတို့တင်းနေကိုတို့အတိတင်းနေကိုထည့်လိုက်တာဆိုတော့ပြောစင်တော့ကိုယ့်အိမ်မှာကုန်စုံရောင်းနေစေဘယ်ပစ္စည်းဘလောက်ပဲရှိတော့တယ်ပဲငွေဘလောက်ပဲရှိတော့ဘလောက်ရှိနေတယ်လို့ဆိုတာဟုတ်တကယ်ငွေတက်တာထဲမှာရှိတဲ့ငွေတကယ်ကုန် 养外母，我嘛几年的狗，那李大是几年的啊？你是几年几年的啊？后妈几你的，几年的对不对？啊，就是为了这个彪马包，裤裆里包，几年的咯？公司鸡肉、没鸡肉也裤裆里，公司鸡肉、没鸡的是啊，一年两头，几年啊？没有几年嘛？说他有那几年，哪里地方的？是不？那李大也这样哈，不也过着来是不？这几年，那就是第一点是啥嘞？喂，过几年就转第二了。 这个是地的路标嘛，是吧 <Yes. S 2>？是 <music>，地的路标。还 <noise> 有，就都地的呢，就都地的，这城里没去采。不，没得了。有都地的呢，地都地来的，地的没见着，地的没见着路的时候，地的地的这怎么？他说地出来的马路，地出来的干的，哪一样？那是地路，那是地路的，哪能走不了？哪能马超？哪？ 那不看我的，哎，俺们第五楼是了，是俺们那西西楼，哎是喽，你搞那底的，是不？西的就不要那么差，哎，有的有的是喽，这个别人买西的喽，不搞那买来西的了，西的，然后西的就不了，那么啊，五米五毛子啦，别人买西的，这个是俺们我们第五楼的，五米五毛子啦，俺们西，俺家的啊，五米五毛子啦，别人买西的喽，俺搞那买来五米五毛西。 啊，我面上毛细，啊 <noise>，我面上毛豆就是叫了，我面上毛细，哎，是叫了，这个毛豆那些啊，都是皮啊，啊，古主要都是哪里出产？这个皮你了解？这个皮你晓得不？平常皮啊，没六个都阿不滴，猕猴桃你那样的皮就是猕猴桃那样的皮，我猕猴桃你水果嘛皮没说倒的，那个猕猴桃你水果不了，的，猕猴桃你不要阿不滴，哎，这个猕猴桃你五个钱买不到，是太大的。 ဓာမာရီသူသိတာတွေဆိုတာတော့အခွဲလောက်ဘလို့ဆက်ရပါတော့ပါတယ်။ပြောစင်တော့တို့လုံးလို့တော့မရဘူးလို့ပြောရတော့တို့သိတာဆိုတာရှိတာဟုတ်ပြီတော့ဟုတ်။အဲ့လိုဆိုတော့တို့ကဒီကာမကုသိုလ်ကိုသိမယ်ဆိုရင်တို့ကတော့ပေးပြီ။ပေးတာဘာလို့လို့ပေးတာတို့တစုံတစ်ခုရဖို့အတွက်ပေးတာအလကားပေးတာဟုတ်။ကုလို့အားနဲ့ရထားတဲ့အားကိုအလကားဆိုဆွန်းလို့လိုက်တာဟုတ်။တစုံတစ်ခုနဲ့လဲလဲမှုလုပ်လိုက်။ဟုတ်ပြီ။နတ်ပြည်ရောက်။ဒါလို့ဒီနတ်ပြည်ကပဲမှာတော့ ကိုရောက်မဲ့နတ်ပြည်ဆိုတာကိုသိညာမှာပေါ့။ဘယ်ဟာလို့တောင်မသိဘူးလို့ဆိုရင်ပြောပါစေတော့ငါနဲ့ရှိပဲ။ဒီထဲမှာနတ်ပြည်မရှိဘူး။အဲနတ်ပြည်မရှိဘူးလို့ဆိုရင်ဖြင့်အဲ့ဒီနတ်ပြည်ကိုအကြောင်းခံပြီးတော့တော့ဒီကနေပြီးလုံးဖို့မကောင်းဘူး။ဒီလိုမျိုးလို့ပြောရမှာပေါ့နော်။အဲ့တော့ကိုတကယ်ရှိနေတာကိုရှိနေတယ်လို့များတော့ကိုကောင်းထဲမှာမရှိရင်တော့မပေးတဲ့တော့ဘူးလို့ပြောကြတယ်ပေါ့နော်။အဲ့တော့ကာမကံလို့ဆိုတာကပฏิဝဲနဲ့ပြီး မသိဘဲနဲ့ပေးတာဘာလို့လို့ပေးရအောင်ဆိုလူကြီးသူမတွေကရိမ့်ကြတာလူကြီးသူမတွေကရိမ့်ကြတော့ဟောသူတို့တွေကလည်းရိမ့်ရိုက်ကြတာဖြစ်တဲ့အတွက်အဲ့ဒီကာမကုသိုလ်ကညာသူတို့လုံးနေကြတာတော့ကာမကုသိုလ်ကလုံးတယ်ဆိုတော့ကြောင်းလုံးတာကြောင်းဆိုလူလို့အမဲ့လုံငန်းလုံးတာမဟုတ်ဘူးသူကနေလွန်ပြီးလုံးတာအဲယူပါကုသိုလ်ကလုံးတယ်အာယူပါကုသိုလ်ကလုံးတယ်လို့ဆိုရတယ်ပဲသူကလုံးတဲ့နာမို့လုံးတာမဟုတ်ဘူး သူများတွေလုတာကိုမြင်ပြီးကြလာအားကြတာတော့ဘာလို့လဲသူရောင်းပြီးလုတာအဲ့လိုမျိုးလို့ဖြစ်တဲ့အတွက်လူနဲ့မတော်တဲ့လုပ်ငန်းလူလုံးဝမဲ့လုပ်ငန်းမဟုတ်တဲ့လုပ်ငန်းတွေလူလုံးဝမဲ့လုပ်လုပ်ငန်းမဟုတ်တာကိုလုပ်လို့ပဲဖြစ်ဖြစ်လူနဲ့မတော်တာဖြစ်လို့ပဲဖြစ်ဖြစ်အဲ့ဒီလုပ်ငန်းဟာလွန်တဲ့လုပ်ငန်းလွန်ကျူးတဲ့လုပ်ငန်းလွန်ပြီးကျူးပြီးလုပ်တာလွန်ပြီးကျူးပြီးလုပ်တာဆိုတာလူနဲ့မဆိုင်တဲ့ဟာကိုရောက်တဲ့အချိန်ကြီးကျူးတာ လူနဲ့မဆိုင်တဲ့ဟာတိတွားနေပြီးလူကနေလွန်သွားတာဖြစ်တဲ့အတွက်အဲ့လိုလုပ်ငန်းမျိုးကိုလွန်ကျူးတယ်လို့ဒီလိုမျိုးလို့ပြောရမှာဗျာအဲ့လိုလွန်ကျူးတဲ့လုပ်ငန်းကိုတွားနေပြီးကြလားအာဒါတော့လွန်ကျူးတာပဲတဲ့လို့ဟောကာမအကုသိုလ်တွေဟာလွန်ကျူးတဲ့လုပ်ငန်းတွေဖြစ်တယ်ပရိယကတိကြိုက်ကာမကုသိုလ်တွေဟာလည်းလွန်ကျူးတဲ့လုပ်ငန်းတွေဖြစ်တယ်ယူပကုသိုလ်အာယူပကုသိုလ်တွေဟာလည်းလွန်ကျူးတဲ့လုပ်ငန်းတွေဖြစ်တယ်လို့ဟောကျွတ်ရနေပြီးတော့ပရိယကတိကြတော့ ဩော်ဒါတွေကလွန်ကျူးတဲ့လုပ်ငန်းတွေတဲ့ဟေးဆိုပြီးတော့တိလိုက်ပြီဆိုတော့ရဟုတော့ဒါအနုဘောဓတိပေါ့နော်ဓပရိယတိအနုဘောဓတိကောင်းပြီအဲ့ဒီအနုဘောဓတိရနေပြီးတော့သူတို့စေကာမအာဟုတို့သပရိယလည်းဘယ်လိုလွန်ကျူးတာလဲဘယ်လိုလူနဲ့မပတ်သက်တာလဲကာမကုတို့ဆိုတာဘယ်လိုဟာလဲသူကရောလူမလုံးတဲ့နေဟာဟုတ်ကလားယူဝကုတို့ဆိုတာလည်းဘယ်လိုဟာလဲသူကရောလူလုံးလိုက်လို့ရှိရဲ့ ဘလို့မှလူနဲ့မဆိုင်နဲ့ဟုတ်ကဲ့လားအဲဒီကဘုဆိုတာဘယ်လိုဟာလဲသူကရောလူလုံးလို့ဘာမှအကျိုးမရဖြစ်မှာလားအဲ့ဒါကိုကိုကိုယ်တိုင်ခွဲခြားသိတာလို့ပြောလိုက်လို့တကယ်လူဖြစ်တာဆိုတော့ဟာဒါတွေဟာတကယ်လူအနေနဲ့အပေါ်ကြီးကြီးတွေဟာလူလုံးဒုက္ခရောက်မဲ့ကြီးကြီးတွေဟာဒါကြောင့်မလို့လူလုံးဒုက္ခရောက်မဲ့ကြီးကြီးဖြစ်တဲ့အတွက်ဒါတော့ပြင်လူအတွက်ညွန်တဲ့လုံကပိုတဲ့လုံကကျူပြီးလုံတဲ့လုံက ဒါကြောင့်သူ့လွန်ကျူးလို့သူပြောရမှာပေါ့နော်အဲဒီလိုမျိုးအဖြစ်ကိုသိပြီလို့ဆိုတဲ့အခါကျတော့ဘဝဒေါသကြီးအဲဒီလိုလည်းသိရောမရိဒီကာမအဟုလို့ကံကြီးပြဲသူ့လုတ်ရှင်တယ်လို့ဆိုရဲအာသာမတတ်ဝန်းတော့ပါဘူးမလို့ကျင်တော့ပါဘူးဟောတမှုရိယခွာရောအဲလိုတမှုရိယလည်းခွာလိုက်ဒီကာမအဟုလို့ကံဆိုရင်သူ့လုံနေမှသူကဖြစ်တယ်ဟာဆိုတော့မလို့ကျင်တော့ဘူးလို့သူဖြစ်တော့ကာမကုတ္တကယုပကုတ္တကအာယုပကုတ္တကဒီဟာတော့ဖြင့် ို့ရဲ့အာသာမတတ်ဝုံပါဘူးဗျာဒါကြီးကအလကဘာမှမဟုတ်တဲ့ဟာကြီးပဲလို့သူကနေပြီးပြီးသွားတဲ့အတွက်သူသမုဒ္ဒရာကွာဒီကာမကုတုကံယူပါကုတုကံအာယူပါကုတုကံဒီသမုဒ္ဒရာလည်းကွာလိုက်ရောကာမကုတုကံလုံးချင်တယ်ဆိုတာမျိုးမရှိတော့လုံးလည်းမလုံးဖြစ်တော့ယူပါကုတုကံအာယူပါကုတုကံရဲ့လုံးချင်တယ်ဆိုတာလည်းမရှိတော့တဲ့အတွက်လုံးလည်းမလုံးဖြစ်တော့ဘူးဆိုတော့ကာမကုတုယူပါကုတုအာယူပါကုတုကံကံနေရင်းလို့ဝိဘက်တွေလည်းကြီး 有的人家能玩了，他比不了他玩得出来了。人家人家玩得多的玩得来，玩得多的玩得来，玩得多的玩得来。人家玩得来呢，人家就就比较玩得出来了。多尼奥拉，哎，尼奥拉罗，人家看他罗比的过来就可高，哥哥来他哥几个快点回来比罗，比的比起来对，走了二万多台，罗比二万多台，然后人家再上，秋天比比的比一比，罗比二万多。 အဲဒီအတိဟာတကယ်ခက်ရမယ်အတိမဟုတ်ပါဘူးတကယ်နဲ့ရမယ်အတိမဟုတ်ပါဘူးလို့ဒီလိုပြောရတယ်ကတော့အင်းကတော့ပရမတ္တသစ္စာကိုဒုက္ခလို့သိနေတဲ့အခါမှာတော့ခက်တယ်ရနည်းလည်းနဲ့တယ်ရပြောရဲဘယ်လိုလုပ်ခက်တာနဲ့တာကနေပြီးတော့ခက်တာနဲ့တာမဟုတ်အောင်ပြောရမလဲလို့ဆိုရင်မက်တယ်လို့ပြောပါပြောပါမက်ကြရဲဆိုတာတိတ်ထင်ရှားတယ်ဘယ်လိုပြောရပါလဲတော့အာမက်ကြရဲဆိုတာတိတ်ထင်ရှားတယ်ဆိုတော့မဟုတ်ပါဘူး ဘာဖြစ်လို့လဲဆိုရင်တို့ကဒုက္ခတရာမေတ္တာမကြဘူးရှိရပါမလဲလို့လူတိုင်းပေါ့နော်တခြားမဲ့တွေကတော့ကြားနေကြပါပဲလို့ကာမအကုသိုလ်ကံလည်းပဲမဲ့ထိုက်တယ်နော်လို့ကာမကုသိုလ်ကံလည်းပဲမဲ့ထိုက်တယ်လို့ယူပကုသိုလ်ကံအာယူပကုသိုလ်ကံလည်းပဲမဲ့ထိုက်တယ်လို့ကာမကုသိုလ်ကံကိုပြုလိုက်လို့သူ့မှာချင်းချင်းချာချာထူးထူးခြားခြားကြီးကဘာဖြစ်လဲ ဝိပါကုတုကအာရိပါကုတုကမဲ့တွေကိုကြားလို့မလို့လည်းပဲအကျဉ်းချင်းလဲကြားမှုကြတယ်လို့ဒီမဲ့တွေဟာသူကြတယ်လို့သူ့သက်သက်တယ်လို့သူ့ဥဒ္ဒါခိုးတယ်လို့ဆိုရဲအာကုတုကမဲ့တွေလည်းပဲကြားမှုကြတယ်လို့ဘာထူးလို့လဲလို့အဲဒါကြောင့်မလို့မဲ့ဟာမထူးလို့မဟုတ်ပေမဲ့သာမန်တိုင်းအားဖြင့်တော့မထူးလို့မဟုတ်ပေမဲ့တကယ်ထူးထူးခြားခြားကြီးလည်းပဲဘာဟုတ်လို့လဲပေါ့ အဲကြောင့်မို့လို့လောကုတ္တရာမဲ့ဆိုတာလည်းပဲမထူးပါဘူးလို့ဆိုတာမျိုးဒါကျုပ်ပြောခဲ့ရဟုတ်တယ်ပေါ့ဗျာတော့အဲလိုပဲအခုလည်းပဲဘဝဘောဓတိကိုအနုဘောဓတိနဲ့ဌာနအောင်ပြုရဲဆိုကြပါစို့ကလေးလေးရင်ွေးဟိုးကန်မယ်ဆိုရင်လူကြီးရနေပြီတော့ကလေးဆိုတော့သူကတော့လက်ကဆော့ချင်တာပေါ့ဆွဲကြချင်ဆွဲချင်မယ်ပေါက်ကြချင်ပေါက်ချင်တယ်တွန်းကြချင်တွန်းချင်တယ်ဒါဆိုရင်တော့သူ့ဘာသာသူတာလွတ်ထားလိုက်ရင်တော့တွန်းမှာပဲဆွဲမှာပဲ ဆွဲရင်တွန်းရင်လည်းပဲသူ့စီကိုအပူလဲလောက်ပါပဲအဲလူကြီးကပါပြောဆိုပူ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 လို့ပြောတယ်ဘယ်နားမလဲပူနားမလဲပူရဲဆိုတော့ဘယ်လိုပါလိမ့်သူမသိလူကြီးကပူပူပူဘာလို့ပြောမှလည်းမသိဘူးအဲဒီလောက်ဆွဲရင်လာတာဆိုတော့ခရီးဟိုလူကြီးကလက်ကသေးသေးချင်းထိတ်တာမပေါ့ထိတ်တာပြီးတော့ကလေးကိုလည်းပဲကင်ကင်ပဲကင်သားပွားသူလည်းပွားပြီးတော့မရှိတသိနဲ့အတိခိုင်းကြည့်တယ်ပေါ့ထိတော့တကယ်ပူတာပေါ့တကယ်ပူတော့ပူပူပူလို့ပြောတယ် အနုဘောဓတိရနေပြီးတော့သူကိုယ်တိုင်းကိုတကယ်ပူတယ်ဆိုတာသိတယ်ကြာ။ဝါဘောဓတိဖြစ်ပြီဆိုတာ။အဲရေတွေဟိုးမြင်ကိုပဲနောက်ဆိုရင်အဝေးကနေပြီးတော့ကြောင်းနေပြီ။အဲဒါကိုထွက်ရင်လည်းစိတ်မပေါက်တော့ဘူး။ဒါကြီးထွက်လိုက်ရင်တော့ငါတော့ခံရပြီလို့ဆိုတာမျိုးသူကြည့်တော့ဆိုတော့အဲလိုကနေပြီးတော့မှဒီအပူကနေပြီးတော့လွတ်မြောက်တာလို့သူပြောရမှာပေါ့နော်။အဲတော့ဝါဘောဓတိဆိုတာအဲလိုတခြားဒီလောကဥပမာလေးနဲ့ရှင်းပြီးကြည့်လိုက်လို့ရှိရင်မခက်တဲ့အရာပါလို့သူပြောရမှာပါဗျာနော်။ အခုလည်းကျွန်တော်ကကံလေးကိုပြောကြတဲ့အခါမှာတော့ကံလေးဆိုတာလည်းပဲအနုဘောဓာတိနဲ့သိလို့မရတာဟုတ်သိနေကြတယ်ဒီအနုဘောဓာတိနဲ့သိရတာကိုလည်းပဲအနုဘောဓာတိနဲ့သိနေတဲ့အလျောက်တည်းကိုယ်ကိုယ်ရဲ့ကိုကြည့်လို့ချင်းလည်းကြည့်လို့မရတာဟုတ်ဟောကြည့်နိုင်နေကြတယ်ပေါ့လေတော့အဲ့လိုကြည့်နိုင်နေကြတာဖြစ်တဲ့အတွက်ဒီအဝဘောဓာတိဟာဖြင့်ဒါမခက်သိမှာဘူးမခက်ရပါဘူးလို့ဒီလိုပြောရမှာပါတော့ဟုတ်တော်လေးရပဲ သူတွေအမိဆရာကျင်းတော်ဗုဒ္ဓသာသနာပြုတဲ့တို့ဟာကျူတာလုပ်နေတဲ့လူကလေးတယောက်ပေါ့နော်အကျိုးတို့ကိုပြောတယ်အဲဘုရားချင်းချင်းပြီးပြီးနေတာလည်းမတူပါနဲ့ဆိုတာမျိုးလေးပေါ့နော်အချင်းချင်းပြီးပြီးနေတာလည်းတူပါတယ်လို့ဆိုတော့အာမင်းမချင်းချင်းမင်းကတော့ပြီးလို့ရပါမလားဟာလို့ပဲကျိုးတော်ကသူပြောရတယ်ပေါ့ဗျာနော်ပြီးတဲ့အရာမှန်းနေတာချင်းချင်းပြီးတာအဲ့လိုလေဒါတော့မချင်းချင်းမင်းကတော့ဘယ်နဲ့ဒုံကြီးကတော့သူ့ဘာသာသူ အဲလိုမျိုးပေါ့အဲ့တော့ဝါဘောဓတိဖြစ်တဲ့အရာတောင်မှအနုဘောဓတိနဲ့ခရောရောလို့လို့ခင်မဲ့ဆိုရင်သင်ခံရရှိတယ်ပေါ့တကယ်လည်းအနုဘောဓတိလောက်ပဲသိပြီးနောက်ဝါဘောဓတိမသိဘဲနဲ့ဟောပြောနေတဲ့သူတွေလည်းပဲတော်များများရှိတာ ਉਹ ဗျာဥပမာသူကြီးကြတော်လို့ဆိုရဲဥဝနေတရာတို့ပေါ့ဗျာသူတို့များဘာတိဆောင်ဟောလိုက်တာလဲအခုဝေဘုရားကြီးကပြန်လာပြီတော့တခါလဲ ဖြစ်ပါပြီးတော့သိချာရေးရနေအောင်ကိုဒီလိုမျိုးပြောနေတယ်လို့မျိုးလို့ပြောတတ်တယ်ဗျာဒါပေမဲ့သူတို့ကဒါဝါဘောဓာတိကိုဖြစ်ဘူးအသူဘောဓာတိပဲလို့သူတို့ပြောအောင်ပါဗျာတော့အဲ့တော့သင်ကျင်ပြီးတော့ပြောတာကအဲသူဘောဓာတိပဲဖြစ်နေတတ်တာမျိုးတွေရှိတယ်လို့အဲကျွန်တော်အခုပြောချဆွေးနွေးရတဲ့အားဒီလဲတကယ်လဲနှိုက်လို့မရလို့လားတကယ်လဲရှင်းလို့မရလို့လားတကယ်နှိုက်လို့ရတကယ်ရှင်းလို့ရတဲ့အားမျိုးဆိုတော့ ထာဝရဝဒတိပါပဲလို့သူတို့ပြောရတာကတော့ကဲဒီလောက်ပဲကြုံပြောဆိုတာကတော့သူဝဒတိနဲ့ဝါဘောဒတိကတော့သူတို့ထုတ်လိုက်တယ်နော်ကဲဒါလေးပဲဒါဝတ်တာလည်းဖြစ်တယ်ဆိုကြတော့ဒါလေးကိုပြီးသူတို့ထုတ်ကြအောင်နော်အာဒီသာဒီသာ